把了自个的这笔嘛，明天后天周张王一都嘛被瓦罗村在心里这包夹嘞，这么着几个，俺七个呀呀，马古妮，也不叫，也不帮俺，都对大木是没不敌着。俺在现在哩讲，这客户在来这住啊，十几天两三。这么着，呀西马带笔呀西米，这么着，呀西伯山上俺江西，为俺嘞。 လူအားနဲ့လူအားနဲ့ငွေအားနဲ့ရာရာမကူညီဆိုတာမိုက်တယ်အဲ့ဒီချင်းကိုဘသူရေးခဲ့တာမို့လို့လဲသိကြလားအဲ့ဒီချင်းကိုဘိုးကျောင်းအောင်စန်းအစအစရေးခဲ့တာသင်တော်ပြောပြမယ်ကျွန်တော်တို့1941မှာ BI စဖို့ရဲ42မှာ BD 43မှာ VN 44မှာဖတ်တာပါ45မှာဖတ်တာပလာဖွဲ့ပြီးတော့ မက်စလာ20ခုမှာဂျပန်ကိုတွန်းလှန်မှာမတွန်းလှန်ခင်မှာဘိုဇိုကအဲ့သူကစဉ်းစားတာသူတချင်းလေးအကြမ်းရေးပြီးတော့ရွှေတိုင်ညွန့်ဒေတာစာဆိုရွှေတိုင်ညွန့်သွားပေးတာကိုရွှေတိုင်ညွန့်ပေါ့နော်ဒါကိုအမြန်လေးရေးပေးပါပေါ့ဂျပန်ကိုမတိုက်ခင်မှာရွှေကုံဖျားမှာတက်ပြီးတော့ဒါလေးကိုစစ်ထွက်မင်းကုန်းပြောနေစိုးခြင်းပါတယ်ဆိုပြီးတော့အဲ့မှာတက်မတော်ကြီးကိုအင်အားတက်မတော်အင်အားရှိမှာတိုင်းပြည်အင်အားရှိပြီဆိုတော့တချင်းလေးကဗိုလ်ချုပ်ကအစပြုတ်ပြီးတော့ရွှေတိုင်ညွန့်ကအချောကင်ပေးတာ ီတာဆိုဆိုရှူတယ်ညီမကျမ်းမာရေးမကောင်းတဲ့ကြားတွေရတယ်အချောကင်ပေးတယ်အဲအဲ့ဒီစင်းလေးရဒီဇာတိမန်တခြင်းတို့နဂနီတခြင်းတို့ဆိုတာလဲဒါလဲကိုတော့ကစင်ကြီးကလုံးချီတို့ဆိုတာတွေကဒါတွေကရှေ့ကအခုဆာရေးဆရာကြီးရှူတယ်ညွန့်တို့သူရေးခဲ့တဲ့ဟာတွေကဒါတွေအမျိုးသားညှိုးစော်တဲ့တခြင်းတွေ ါကြောင့်မလို့ကျွန်တော်တို့အမျိုးသားတွေပြန်ပြီးတော့노ကြားဟိုဟာဖြစ်လာမှာဆိုတော့ဘာဖြစ်လဲဆိုတော့ဒီဇာတိမှန်တခြင်းကဟိုဒါမဖြစ်တော့ဘူးလေဆိုတော့ပြောတဲ့ဥစားတွေကအဲ့ဒါတွေသူတို့ဖိတ်ထားပဲလေ